မင်္ဂလာပါဒါကျွန်တော်ပထမဖိုင်မှာအမ်ပြဖို့ကြံသွားတာလေးရေညမင်းညန်းရှင်ဒီမှာဆိုတာ ਨੇ ကျွန်တော်ဒါဗီဒီယိုဖိုင်တက်လုပ်ပြီးတော့ဒါပြန်တင်ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကြည့်အောင်မြတ်2015ခုနှစ်နဲ့16ခုနှစ်က2015 16ခုနှစ်မှာအခြေတည်ခဲ့တဲ့ပုံစံလေးပါဗျာ ပြီးတော့ဒါဇောင်းလိုက်ပဲတွားမယ်ပုံစံလေးပါခုနကကျွန်တော်ရင်ဖိုင်မှာပြခဲ့လိုမျိုးပဲအဲဇောင်းလိုက်တွားမယ်ပုံစံလေးဖြစ်ပါတယ်ဆိုတော့2015ခုနှစ်ကခွန်လေးနှစ်ရဲ့သူ့ရဲ့အောက်ကတပင်ကြာ9ဒုံညာခွန်ရဲ့သူ့နောက်နှစ်က4 6ဒုံညာရဲ့ဆိုတော့ဒီဒါ2015ခုနှစ်ကခွန်လေးနှစ်ကထိတ်စည်းခွန်ရဲ့ သူရဲ့တပင်ကြားငါးဒုံညာခွန်ကငါးထိပ်ကြီးရဲ့သူရဲ့နောက်ကနှစ်က2016ခုနှစ်က460ဆိုတာက6ခါရဲ့ခါရဲ့ထိပ်နှလုံးပေါင်းခြင်းကအာ10ပေါ့ဗျာဒါတိတ်ဒီဘုတ်တုံးထိပ်ကြီးနှလုံးရဲ့ခါရဲ့ပေါင်းခြင်းက10ဆိုတော့ ရှေ့ဖြစ်ပြီးရင်တူရဲ့ဆောင်ကတူရဲ့ဆောင်မှာတူရဲ့အပိတ်နဲ့တူရဲ့အပေါ်တပင်ချာကခါးနဲ့ပေါင်းခြင်းဟာနှစ်ဒါတော့နောက်ဒီခါးနဲ့နောက်ပေါင်းခြင်းကတော့နောက်ထိပ်ဘိတ်ပေါင်းခြင်းကတော့ဒါပုံလေးပေါ့ဗျာနှစ်ဒါပထမပုံစံလေးပါဒါတူရဲ့နောက်ဆောင်တစ်ခုမှာပဲတူရဲ့ဆောင်မှာပဲ2018ခုနှစ်က 6ဒုံညာနေရလူအောက်ကတပင်ကြား90ရဲ့ခွန်4ခွန်6ရဲ့။ဘောင်းညံကဒီထိတ်စီးနှလုံးရဲ့ခါရဲ့ပေါင်းခြင်း10ပြည့်မှာဗျာ။ဆိုတော့5 6ခွန်ဆိုတော့ဒါပေါင်းခြင်း10ဒီရှိမှလည်း5 6ခွန်ဆိုတော့ပေါင်းခြင်း10ဒီခါနဲ့အပိတ်နဲ့ပေါင်းခြင်းက2ဆိုတော့ဒီခါနဲ့ 6 6ဆိုတော့ခါ6အဘိက6ဆိုတော့ဘောင်းကျင်းရနဲ့ဒီထိပ်စီးနှလုံးရဲ့ခါရဲ့ဘောင်းကျင်းက7ပေါ့ဗျာဒါကတော့အတူတူပဲပေါ့ဗျာဒါဒုတိယကသူဆောင်းလိုက်လေတော့တာဗျာဒီခါနောက်တစ်ကက်အနေနဲ့2020 21ကပေါ့2021နဲ့21မှာပဲဒီပုံစံတိုင်းမှာပဲ935ရဲ့တွေ့တပင်ကြား3ခွန်းနဲ့ရဲ့တွေ့နောက်ကဆောင်းမှာပဲ669ဆိုပြီးရှိတယ် ီ၃လုံးပေါင်းခြင်းက၈ဖြစ်မယ်ဆိုတော့၆၃၉ဆိုတော့ပေါင်းခြင်းက၈ပေါင်းခြင်း၈တူတူနောက်ကအပိတ်နဲ့တပင်ကြာအပေါ်တပင်ကြာကခါးနဲ့ပေါင်းခြင်းက၂၃နဲ့၉နဲ့ပေါင်းခြင်းနဲ့ဒိစီနှလုံးနဲ့ခါးပေါင်းခြင်းက၈ဒါတတိယပင်ပေါ့ဗျာခုလာမဲ့ပင်ဒီစရုထအကျင့်တွဲစရုထပင်တွဲဒီလေးပင်မြောက်ပါ 2024နှစ်ဆင်းကပါဗျာဒီမှာသူသူအပင်ပင်ရေချာတူတူပါပဲဗျာသူဇောင်းလိုက်ဆင်းလာတာဗျာဒီကလေးလေးမစိုးပါဘူးဒီကလေးလေးသုံးကြိုက်တယ်ဆိုရင်သုံးပြူလို့သုံးပြူတင်တယ်တကယ်ပါတယ်ဗျာဒါတော့မိတ်ဆွေတို့အနေနဲ့ကြိုက်မှသုံးပါဒါကျွန်တော်တို့အာဒူးတယောက်တည်းရွေးတာမဟုတ်လဲတော့ကြိုက်တဲ့ဒူးတော့မကြိုက်တဲ့ဒူးတော့ဘဲတော့ပေါ့ဆရာကြီးတွေတော့အထူးသဖြင့်ဆရာကြီးတွေတော့ဘဲတော့ပါဆရာကြီးတွေတော့မဟုတ်ပါဘူး ဆိုတော့ဒီသူ့ရဲ့ဇောင်းမှာပဲဒီမှာဒုံညာလေးလေးတွေ့တဲ့ပင်ကြာ၈လေးတုံးဆိုပြီးရှိတယ်။ထိတ်စီးနှလုံးနဲ့ဒီဟာခါပေါင်းခြင်းဟာရှစ်ဖြစ်ရမှာဆိုတော့ဒီမှာဒုံညာရှစ်ဖြစ်နေပြီ။ဒုံညာရှစ်ဆိုတော့ရှစ်ကိုရှစ်ဖြစ်ဖို့ပေါင်းဖို့တော့ခါဒုံညာပဲဖြစ်ရတော့မယ်။ခါဒုံညာခါဒုံညာရတယ်။ခါဒုံညာရပြီဆိုတော့ခုရှစ်ကကနီးတူပါပဲ။နောက်ကနောက်ပိတ်ကဒီမှာ နောက်ပိတ်နဲ့တွေ့တဲ့ပေါ်တပင်ကြားခါနဲ့ပေါင်းခြင်းဟာနှစ်ဆိုတော့ဒီမှာနောက်ပိတ်ရှိရိုက်ပေါ့ဗျာဒီနောက်ပိတ်ကဘယ်လိုဖြစ်မလဲဆိုတော့သူ့ရဲ့ပေါ်တပင်ကြားခါနဲ့ပေါင်းရင်နှစ်ရမယ်ဆိုတော့ခါကကိုးဆိုတော့ပေါင်းခြင်းနှစ်ရဖို့အတွက်သုံးနဲ့ပေါင်းမှာသုံးနဲ့ပေါင်းရင်မနှစ်ရရင်နှစ်ပိတ်ရရင်နှစ်ပိတ်ကျွန်တော်ရင်ဖိုင်မှာပြထားဖို့တော့ရှိပါတယ်ရင်ဖိုင်မှာကက်တကက်ရှိပါတယ်အမ် နှစ်ကတော့နှစ်ပိတ်ကတော့တော်တော်လေးခိုင်ခိုင်လုံလုံလေးတော့နှစ်ကတုံးကလောက်ထိတော့တွေးထားတာရှိဒါဆင်ပြေရင်တော့လုံးကြပါဘူးကျွန်တော်ရှေ့ကမှလည်းပြထားတာရှိပါတယ်တွားကြည့်လို့ရပါတယ်ကျွန်တော်ဖိုင်တင်ပေးထားတာရှိပါတယ်ဒုံညာဒုံညာခားရဲ့နှစ်ပိတ်ရရပြီဆိုတော့ထိတ်စည်းကဘလို့လဲဆိုတော့ထိတ်စည်းကရိကပုံတမျိုးပါပဲဒီ ထိတ်စီးနဲ့လူရဲ့ဆောင်ကဒီကထိတ်စီးနဲ့ပေါင်းချင်းကကိုပေါင်းချင်း900ထိတ်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 ပေါင်းချင်းက900တယ်ဒီကတ်မှာလဲမား9နဲ့4ဒီမှာပေါင်းချင်းမှာလဲ900တယ်94ဒီမှာထိတ်ပြီးထိတ်ပြီးပေါင်းချင်း900သူ့ရဲ့အောက်ဆောင်ပါပဲဒီခုနတတိယကတ်မြောင်ပါပဲဒီမှာလဲ36ဆိုပြီးတော့ထိတ်စီးနဲ့ထိတ်ထိတ်ပေါင်းချင်းက900ဒီကတ်မှာလဲ ဒီမှာထိတ်ထိတ်တူထိတ်ပေါင်းခြင်း900ဘို့တော့ဒီမှာ၈ထိတ်ရှိပြီ900ဘို့တော့ဆိုရင်တော့၈ကို9ဖြစ်ဖို့တော့တစ်ပဲပေါင်းရအောင်မှတစ်တုံညာနှစ်ဆိုပြီးတော့တကွက်ရတယ်တစ်တုံညာနှစ်ဆိုပြီးတော့တကွက်ရတယ်ဒါဆိုက်ကပေးတယ်မူပေါ့ဗျာတစ်တုံညာနှစ်ကိုတစ်တုံညာနှစ်ဆိုပြီးရတယ်ဒီတုံးပရိကဘယ်တုံးပရိက ်မှန်တိတုံညာနေစုတဲတကွက်ရတယ်တုံးပရိဖမ်းထားတဲ့ပုံစံလေးလည်းရှိပါတယ်ကျွန်တော်ရင်ဖိုင်မှာပြပြခဲ့လာမကြည့်ရင်ဖိုင်မှာကျွန်တော်ပြခဲ့ပါတယ်ဒူကဘလူးလာတော့ဆိုဒီမှာ90ချိန်တပင်ချာဒီမှာတပင်ချာဒီမှာတပင်ချာโอเคသူ့ရဲ့အပေါ်တွင်ချာခွာပေါင်းနဲ့ဒီကခွာပေါင်းနဲ့ထိတ်စီးနဲ့သူ့အပေါ်တွင်ချာထိတ်စီးနဲ့ပေါင်းခြင်းကိုဗရိတ်ပါဝါယူပြီးကမှဗရိတ်တွတ်ထားပါရဲ့ ဒီမှာ96လေးဆိုရင်တော့ခွာပေါင်းအောင်9 9နဲ့2နဲ့9နဲ့3နဲ့ပေါင်းရင်မှ2 2ရဲ့ပါဝါခွန်းအဲ့ပါဝါ2နဲ့ခွန်းပြိတ္တာဘယ်မှာလွှတ်ချပေးဆိုလူဒီမှာ20တချိန်မှာလာပြီးတော့ဒီမှာခွန်းပြိတ္တူပြီးချပေးတယ်နှစ်ပြိတ္တနဲ့ခွန်းပြိတ္တာဒီတော့ခွန်းပြိတ္တကိုချပေးတော့လူရဲ့နောက်တစ်နှစ်ကြာတမင်ကြာမှာလဲခွန်း61ဆိုပြီးရှိတယ်ခွန်း61ကလည်းလူရဲ့အပေါ်တမင်ကြာဘောတမင်ကြာမှာပုံဒီမှာ ွာပေါင်းက9ခွာပေါင်းက900ရတယ်သူ့ရဲ့အပေါ်တပင်ကြာကဒိတ်စည်းနဲ့ပေါင်းတာဆိုတော့9နဲ့9နဲ့ပေါင်း4 4ဘရိတ်ကို4ဘရိတ်ကို4ကိုပေါင်းသွားပြီးတော့9ကိုဘရိတ်နဲ့လေးဘရိတ်ပေါ့ဗျာဘရိတ်နှစ်ခုတည်းတစ်ခုချပေးမယ်ဆိုဒီမှာခွန်61ဆိုဒီမှာလေးဘရိတ်ချပေးသွားခဲ့တယ်ဗျာလူရဲ့နောက်တပင်ကြာ990 990ချပေးတယ်မှာ10ဘရိတ်ကြာတော့တယ်ပြုတ်ပေါ်တပင်ကြာကဘရိတ်ပန်းနဲ့ပုံစံကခွာပေါင်းကဒုံညာ ီရထိတ်စီကခွာပေါင်းနဲ့ဒီမှာထိတ်ကြီးနဲ့ပေါင်းခြင်းကဒါပါဝါယူပရိတ်မှာဆိုတော့ခွာပေါင်းကဒုံညာဒီမှာရှစ်ကဆိုတော့ရှစ်ရှစ်ကိုပါဝါယူတော့ဒုံဒုံပရိတ်နဲ့ရှစ်ပရိတ်ပေါ့ဒုံပရိတ်နဲ့ရှစ်ပရိတ်ကိုချပြရမှာဆိုတော့ဒီမှာကိုကိုဒုံညာဆိုတော့ဒီမှာရှစ်ပရိတ်ချပေးခဲ့တယ်ဆိုတော့နောက်တကက်ကျွန်တော်ဒီနောက်တစ်ပင်းချမှာပေါ့ဒီအချိန်ပေါ့ကျွန်တော်20ချိန်မှာသူ့ရဲ့အပေါ်တပင်းချာကခွာပေါင်းပေါင်းခြင်းက66ဆိုတော့1 လူရဲ့ဘောဒီမန်ကထိတ်စီးရပေါင်းချင်းဆိုတော့နှစ်နှစ်နဲ့ချောင်းတဲ့ပေါင်း၈၈ကိုပါဝါယူတော့၃တော့၃၃ break နဲ့၈ break ပေါ့ဗျာ၃ break နဲ့၈ break ကအာဒီဘက်တော့အာတန်နေလေထဲပါလိုက်ဗျာဆိုတော့ဒီမှာဒီကလည်းတစ်တုံညာနှစ်ဆိုတော့တွားပြီးတော့တိုက်ဆိုင်နေတယ်ဗျာတိုက်ဆိုင်နေတယ်လျောက်ကျွန်တော်အာဆိုင်လေးနဲ့လို့ပြန်ပြပေးခြင်းဖြစ်ပါတယ် မိတ်ဆွေတွေနဲ့ကြိုက်ရင်တော့သုံးပေါ့ဗျာကျွန်တော် grey line လေးနဲ့ grey line နဲ့ line တို့ line လောက်ရှိပါတယ်ဒါလူတွေနားမနေကျွန်တော်ဖြစ်တာလေးပြလိုက်တာကျွန်တော်တွေးမိတာလေးဆရာတော်တော်များပြတာလေးတွေးမိတာလေး grey line တွေတော်တော်များရှိပါတယ်ဒီသုံးပရိတ်နဲ့ရှစ်ပရိတ် line อ่ะသူတော့ဒီကျွန်တော်ဒီ grey line နဲ့လည်းညှိနေတဲ့အတွက်ကြောင့်ဒီလူကြောင်းဆင်းလာပုံလေးလည်း မဆိုးဘူးညဒူဆောင်ဆွန်းဆင်းလာပုံလေးလေအတွက်တော့ရိုးရှင်းရှင်းလေးနဲ့ဒါပေးနိုင်လောက်တဲ့နေသားရှိတယ်ဗျအဲ့တော့အဆင်ပြေတော့သုံးကြပါဗျာဟုတ်ပေါ်ဒီဖြစ်ကြပါသေးရအောင်မြင်ကြပါသေးကံကောင်းကြပါသေးကျွန်တော် channel ကိုလည်း subscribe လုပ်ပေးကြပါအောင်ကျေးဇူးပါဗျာဒီလွယ်ကတော့ဒါနောက်တစ်ခွက်တစ်တုံညနဲ့ပေါ့ဗျာတစ်တုံညနဲ့သုံးပြစ်ကြိုင်တော့ထိုးကြပါဗျာ